ဂါနီးယားဆာကူရာဝိုင်ဆာကူရာရဲ့အစင်းနဲ့ပေါင်းဆက်ထားလို့ချီရောက်ပြီးချက်ချင်းကျင်းသွားပြီးပန်းနုံအောင်သားယူပုံမူတောက်ပစီပါရယ်ဆာကူရာခရင်50 ml တဘူးဝယ်ရင်ဆာကူရာဖေရှယ်ဖုံး50 ml တဘူးလက်ဆောင်ရမယ်နော်ရန်ကုန်တိုင်းအတွင်းကျူးကျော်နေထိုင်တဲ့သူတွေရဲ့ဘဝထူထောင်ရေးလုပ်ငန်းတွေကိုတစ်ဖက်တစ်လမ်းကကူညီမှုတွေပေးနိုင်မှုစင်းကောက်ယူမှုတွေကိုဆောင်ရွက်နေတာဖြစ်ပါတယ်စင်းကောက်ခံမှုပထမဦးဆုံး pilot project အနေနဲ့စက်တင်ဘာ2ရက်နေ့ကနေစက်တင်ဘာ20ရက်နေ့ထိဒဂုံမြို့တက်တောင်ပိုင်းကနေစတင်ကောက်ယူခဲ့တာဖြစ်ပြီး ဒုတိယမြို့နယ်အဖြစ်ဒဂုံစိတ်ကမ်းမြို့နယ်ကိုဖက်မှန်ကောက်ခံခဲ့တာဖြစ်ပါတယ်။အခုလိုကျူးကျော်စင်းကောက်ယူရမှာဤပညာဆိုင်ရာအခက်အခဲတွေကျူးကျော်တဲ့တွေထပ်ပြီးပြိုးပွားလာတာတွေရှိနေပါတယ်။လက်ရှိမှာကျူးကျော်စင်းကောက်ယူနေမှုကိုအရှေ့ပိုင်းခရိုင်ဒဂုံမြို့သစ်တောင်ပိုင်းဒဂုံမြို့သစ်မြောက်ပိုင်းဒဂုံစိတ်ကမ်းမြို့နယ်ဒဂုံအရှေ့ပိုင်းတာကီတာမြောက်ကလာစတဲ့မြို့နယ်တွေမှာကျူးကျော်စင်းတွေကောက်ယူသွားမှာဖြစ်ပါတယ်။ပထမအဦးဆုံးကောက်ယူတဲ့တောင်ဒဂုံမြို့နယ်ကကျူးကျော်စင်းမှာအိမ်အောင်စု9560စုရှိနေပြီး ကျူးကျော်သူ12326ဦးကောက်ခံရရှိခဲ့တာပါ။ရန်ကုန်တိုင်းအတွင်းမှာတစတစတိုးတက်များပြားလာနေတဲ့ကျူးကျော်သူမြေယာမဲ့တွေအတွက်ကောင်းမွန်တဲ့အစီအစဉ်တွေကိုရန်ကုန်တိုင်းစုရအဖွဲ့အနေနဲ့စောင့်ရက်သွားဖို့ရှိနေတယ်လို့တောင်ကုန်လူတော်ကိုယ်စားလှယ်ဦးညင်ကြီးကပြောဆိုခဲ့ပါတယ်။ကျူးစင်းကောက်ယူတယ်ဆိုတဲ့အတိုင်းအတာမှာလော့ဆက်ပါကျွန်တော်ကောက်ယူပြီးသားအတိုင်းအတာပေါ်မှာကိုလက်ရှိနေနေတဲ့ပုံစံတွေရှိမယ်။နောက်ထပ်ကျွန်တော်တို့တို့ကို ဒီနေဖို့အတွက်ပေါ့နော်နေရာမချတာပေးသေးခင်မှာလက်ရှိနေနေတဲ့သူတွေကိုအတင်းအဓမ္မမောင်းထုတ်ဖယ်ရှားဖို့အကြံဖက်ဖို့ဆိုတဲ့ဟာကဘလို့မှမဖြစ်နိုင်ပါဘူးကျွန်တော်ဆိုရကဆောင်ရွက်သွားမှလည်းမဟုတ်ပါဘူးဒါပေမဲ့ဒီနေရာသည်လုပ်ငန်းစီမံချက်ရှိတာဖြစ်တဲ့အတွက်ဖယ်ဖို့ရှားဖို့အတွက်ဆောင်ရွက်မယ်ဆိုရင်တော့မှအစိုးရအနေနဲ့ကတစုံတစ်ခုတော့အကောင်းဆုံးပြအောင်တော့ဒေသခံကိုယ်စားလှယ်နဲ့ပေါင်းစည်းပြီးတော့ဆောင်ရွက်သွားဖို့တော့ရှိမှာပါလို့ကျွန်တော်လည်းပြောချင်တယ်ဗျဟုတ်ဒီကုန်းစိတ်ကဲမှာတော့မြေပြင်စီးရင်ဟောင်းတွေရအင်တော်စု15000ဝန်းကျင်ရှိနေတာမို့ တောင်ကုန်ထက်ကျွကျသူ၃စာပိုများနေတယ်လို့အချိန်ယူကောက်ခံတဲ့အခါမှာလည်းအခက်အခဲတွေရှိခဲ့ပါတယ်။ကျွကျစင်းကောက်ခံရမှာညွှန်ကြားထားတဲ့အတိုင်းတကယ့်ကိုနေထိုင်မှုအခက်အခဲရှိသူတွေအတွက်ကောက်ခံပေးနေတာမှန်ပေမဲ့အကျိုးမြတ်တစ်ခုကြောင့်လာရောက်စင်းပေးနေတာတွေလည်းတွေ့နေရတယ်လို့ဥမြင့်ဝင်းကပြောဆိုခဲ့ပါတယ်။ဒီကျူးနေရာတွေကိုဝေရှိတဲ့လူတွေကဝယ်ထားပြီးတော့ပေါ့နော်အကွက်တွေဝယ်ထားပြီးတော့အိမ်ကားတင်ထားတာကျူးစင်းကောက်တဲ့ခါမှာသူတို့ကပြေးပေးမယ်ပါပေးမယ်ညာပေးမယ်ဆိုတော့အခွင့်အရေးကိုမျောလင်းပြီးတော့ အိမ်ငါးတွေကိုနှင်ချပြီးတော့ဒီစနစ်တွေကိုသူတို့ကလက်ဝဲရယူဖို့ကြိုးစားတာကိုတွေ့ရတာဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ညွန်ကြားချက်ကလက်ရှိနေထိုင်ရာမဲ့နေတဲ့ပြည်သူတွေလက်ရှိနေထိုင်တဲ့သူတွေကိုကျွန်တော်တို့ကောက်တာဖြစ်ပါတယ်။အရာဝီတိုင်းဘက်ကနေပြီးတော့တကယ်အဘာဝဘေးရန်နေရာကြောင့်နေစရာထိုင်စရာမရှိလို့မြို့ကိုပြောင်းလာတဲ့ပုံပုံတွေအတွက်တော့ကျွန်တော်တို့မျက်နာမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။